ဒီအလုံးလေးက window တင်မဲ့အလုံးလေးဒါပေမဲ့ဒီအလုံး window တင်ပါသည် ပုံမှန်အလုံးတွေ window တင်ရင်တော့ F2 လို့ F တွဲလို့ F2 လို့ F2 လို့ ਨੇ ဘိုင်းဝင်ဝင်လို့ရသလို F2 လို့ F တွဲလို့ ਨੇ 음သူဒီကျွန်တော် boost တွေဝင်လို့ရတယ်ပေါ့အဲဒါမဲ့ဒီအလုံးကကြာတော့ Lenovo ဖြစ်တဲ့အတွက်အဲ လီနိုဘိုမှာကြာတော့အမော်ဒယ်လိုက်မှာမူတည်ပြီးတော့ဘိုင်းအိုတွေဝင်တဲ့ key တွေကွဲတယ်ဒီလောကကြာတော့ F1 နဲ့ဘိုင်းအိုတွေဝင်လို့ရတယ်တချို့လီနိုဘိုတွေကဒီမှာ Novo key လို့ခေါ်တယ်ဗောနော် One key recovery လို့ခေါ်တယ်တကယ်လို့ original window နဲ့အဲဝယ်လာတဲ့အလုံးတွေဆိုလို့ရှိရင် Novo key လေးနှိပ်ပါပတ်တန်တစ်ချက်ဖွင့်ရင် on restart ပေါ့နော်ဒီ window restart window restart ပြန်ချလို့ရတဲ့ဟာပေါ့ပြောချင်တာက driver တို့အာသူရဲ့ ဒေါ်နာဖရိန်တို့အော်တိုပြန်ပြီးတော့ရီကာဝါလုပ်ပြီးပြန်သွင်းပေးတယ်ပေါ့ဒါပေမဲ့အခုနောက်ပိုင်းတော့တော်တော်လေးရှားပါတယ်အဲပုံမှန်ဆိုလို့ရှိရင်ဝင်းဒိုးတင်မဲ့ဆိုရင် boost တစ်ချောင်းလို့မယ် boost ပေါ့ကိုတင်ခြင်းနဲ့ဝင်းဒိုး10တော့မဟုတ်ရင်11တော့မဟုတ်ရင်7ပေါ့နော်အဲ့ပုံမှန်မှာဘန်းဦးတွေဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်က DKC တို့ UFI တို့နားလည်ရမယ် fast food တွေနားလည်ရမယ်음 နားလေဟိုအကြောင်းရတဲ့အများကြီးရှိရပါတော့အဲ့ဒါတွေကနောက်ရက်ကြာမှာပဲအဲ ACC တခုချင်းရှင်းပြလက်ရှိအလွယ်ဝင်မယ်ဆိုလို့ရှိရင်လက်ရှိအလွယ်ဝင်မယ်ဆိုလို့ရှိရင်တော့အဲဒါကဘိုင်းအိုတဲ့ဝင်ပြလာပဲရှိရပါဘိုင်းအိုတဲ့မှာဆိုရင်ဘာလို့ရှိလဲဆိုတော့သူ့ရဲ့ specification တွေဥပမာအာပြောချင်တာကစာ head ဆိုရင်ဘယ်လောက်ရှိတယ်မှာ CD ဆိုရင်ဘယ်လောက်ရှိရဲ memory ဆိုရင်ဘယ်လောက်ရှိနေပါ냐ပါ냐ပါ냐ပေါ့နော်အဲ့ဒါလေးတွေ ဟိုဝင်ကြည့်တော့သူ့ရဲ့ specification ကိုဝင်ပြီးတော့ကြည့်လို့ရတယ်။အဲ့တော့အခုလက်ရှိကတော့အလွယ်ဆုံးအနေနဲ့ Windows 10ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါနဲ့ဝင်မလဲဆိုတော့ကွန်ပျူတာကိုပိတ်လိုက်တော့လကောင်းကျွန်တော် restart လုပ်လိုက်တော့လကောင်းပြီးရင်ကျွန်တော် F12 ကိုနှိပ်ရ F12 F12 ဆိုလို့ရှိရင်ဒီမှာ enter boot menu ဆိုခုနပေါ်သွားတယ်။အဲ့တော့ပို့ထိုးတာပို့ထိုးထားတဲ့ boot ကိုအော်ဆက်လက်မှန်ပို့ထိုးရတဲ့ boot ကြီး USB headset 3.0ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ boot ဖြစ်ပေါ့3.0 silicon power 32 32G ပေါ့เนาะဟောက်အကောင့်လေးကိုကျွန်တော်တို့က down arrow key လေးနဲ့ up arrow key လေးနဲ့ select မှတ်ပြီးတော့ enter ခေါက်လိုက် enter ခေါက်လိုက်ပြီးဆိုတော့ねကျွန်တော်တို့ window အဲ boot လောက်တာတဲ့ file ကြီးအများကြီးရှိပါเนาะလက်ရှိကျွန်တော်ဒီအလုံး window 10အဲ2022ပြန်มาဖြစ်တဲ့အတွက် window 10 H2 ကိုကျွန်တော်ရေးမယ်ပြီးလို့ရှိရင်သူက low file ပေါ့ဒီ low file ဆိုတဲ့နေရာမှာသူဒီအာ ်ဘာလို့ကျွန်တော်တို့ကခမန်းလို့ရလဲဆိုရင်ဒီ low fine ရဲ့နေရာရဲ့သွားတဲ့ speed ဒီအဲနှေးရင်နှေးသလိုမြန်မြန်သလိုဒီကောင်က run testing လို့ပြောလို့ရတကယ်လို့ဒီကောင်ကအခုသွားတယ်ဒီနေရာလောက်မှာရက်သွားပြီဆိုလို့ရှိရင် runner မျိုးလို့နှစ်ချောင်းဆိုရင်တစ်ချောင်းနာတာမျိုးလို့တစ်ချောင်းနဲ့ဆိုရင် run အိတ်မကောင်းကျင်တော့တာမျိုးလို့ကျွန်တော်အကြမ်းမြင့်သတ်မှတ်လို့ရတယ်အဲ့ဒီအချိန်မှာဆိုရင်ဒီရက်တော့ run မကောင်းဘူးဆိုပြီးတော့ကိုယ်လုံးကိုအဲသတ်မှတ်လို့ရတယ်ဟော performance နည်းနည်းကြာတာပေါ့အခုဒီလုံးဆိုရင်လည်းနည်းနည်းလေး performance ကြာတဲ့အထဲမှာတော့ပါတယ်။ဒါဖြစ်လို့လည်းသူက i5 လည်းဖြစ်တယ် graphic လည်းပါတယ်ပေါ့နော်။အဲဒါမှစက်ကတော့ model နည်းနည်းလေးနှိမ့်တယ်ပေါ့ coding နဲ့ window ကလည်းနည်းနည်းမြင့်နေတာဖြစ်ရသလားအဲနည်းနည်းတော့ဟောလောက်ရှိတဲ့အလုံးထဲမှာပါတယ်လို့ကျွန်တော်ကဒါယူဆရမယ်ပေါ့နော်။ Okay ဒါတော့ကျွန်တော် window တင်ဖို့ကဘောင်းရယ်ကိုဝင်ပြီပေါ့။ဒါရယ်ဝင်ပြီလေ window စပြီး တောင်းတဲ့မီဒီဘူးစ်ဘူးစ်တမဆိုရင်တော့စစချင်းဝင်လို့ဆက်တဲ့နေရာမှာဒီနားမှာဆိုရင်11ဆိုတော့11 logo လေးနဲ့ပေါ့နော်သူရဲ့ setup display preview ကတော့ဒီတိုင်းပဲဖြစ်လိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော် language in install ကြတော့ English United States ပေါ့အာ time and current နေဒါတွေကအမှန်ကတော့ဝင်လို့တက်သွားရင်အဲ setting ထဲမှာသွားပြီးပြန်ချိန်ယူရတယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့ English United States English United States ကြီးတော့သူရောသွားပြီးတော့ထားပြီးပေါ့နော်အဲ့ဒါဒီ keyboard ကအာ English စာလေးနဲ့ကိုက်ရအောင်ဒီ index နေတယ်ပြီးရင် install now ကျင်းစောင်းအောင်လို့ဒီ salad is study ဖြစ်ပြီးပေါ့ Okay salad is study ဆိုတာဒီကောင်ကလက်ရှိက17ထဲမှာ bio state ထဲမှာရှိတဲ့ file ကိုဖတ်နေတော့မှရှိသေးတယ်အဲ့တော့ကျွန်တော်တို့ဒီဒီ Windows 10 Pro ပေါ့နော် STD ကိုကျွန်တော်ကတင်မယ် DLI ဆိုတော့ digital license ကိုပြောချင်တာပေါ့နော်အာ STD က standard installation အာအောက်မှာလည်းဒီထားတယ်ပေါ့နော် with own license key ပေါ့နော် Okay ကျွန်တော် STD နဲ့သွားမယ် ပြီးရင်ဒီဒီ rule and regulation မှာ application notice and licensing ဆိုတော့ rule and regulation မှာဒီ micro loan ကဘာညာဘာညာဘာညာဘောနော်အဲဒီ ISS licensing ကိုကျွန်တော်နှိပ်မယ်အာဒီကောင်လေးကိုအမှန်ချစ်ကလေးပေးလိုက်ပါအမှန်ချစ်ကလေးပေးလိုက်ပြီးရင် then next ပြီးရင်အာ custom install window only event တော့သွားကြတော့ဒီကောင်ဒီလက်ရှိမှာကျွန်တော်က partition တွေသူ့ရပေါ်လာ partition ဆိုတာအထဲမှာရှိတဲ့ header ကြီး partition ပေါ့ဒီဘောမှာသူဒီအာ C3 C C partition D partition ပေါ့ကျွန်တော်က C တဲ့ဝင်มาတော့ D ဘက်ဝင်มาဆိုတော့ partition เนี่ยဒီနေရာမှာပေါ့တကယ်လို့ကိုကအာ D တွေက data တွေမပြတ်ချင်ဘူး C တွေက T C ဘိုင်းရှိဝင်းနိုးနေတဲ့ C ဘိုင်းမှာပြတ်ချင်တယ်ဆိုလို့ရှိရင်အာဒီ partition ညာတော်ပြင်တော့ partition 2ပေါ့တကယ်လို့ဒါ UF finder ဆိုလို့ရှိရင်တော့ဒီက partition က၄ခုလောက်ရှိတယ်အဲ့တော့ အကြမ်းမင်းရမြေတော့မှတ်မှာ partition နဲ့ကတော့တစ်လုံးနဲ့တစ်လုံးမတူနိုင်ဘူးအဲ့ပေါ်မှာ partition 2ဆိုလို့ရှိရင်အာလက်ရှိသူ့ဒီအလုံးမှာဆိုရင်59 GB ပေါ့နော်သူ့ရဲ့ hard disk ကတော့နည်းနည်းလေးပေါ့သူ့ရဲ့ space ကတော့နည်းနည်းလေးပဲရှိတယ်ဒါပေမဲ့ဒီ customer မှာအကုန်ဖြတ်မှဖြစ်တဲ့အတွက်တကယ်လို့ဒါဒီကောင်လေးပဲကျွန်တော်တို့က delete okay ဆိုလို့ရှိရင်လည်း desktop မှာရှိတဲ့ data တွေရော software တွေရောအကုန်လုံးပြက်မယ် format ဆိုရင်လည်းပြက်မယ်ပြီးရင် next နေလေတော့ next ကနှိပ်လို့မရသေးဘူးအာဘာကြောင့်လဲဆိုတော့သူဒီ 5GB ပဲသူက free space မှာ 5GB ပဲလွတ်တယ်တကယ်တော့ Windows 5တစ်ဖက်ကအနည်းဆုံး 30GB လောက်ထိသူက space ကိုယူပြီးတော့တုံးတာပေါ့လေနော်အဲ့တော့လက်ရှိကတော့ဒီ cluster မှာ data တွေအကုန်ဖြတ်လို့ရတယ်ပြောတော့ကျွန်တော်အကုန်ပြက်အကုန်ပြက်ချလိုက်မယ်နော် delete ပြီးရင် partition 1 system delete ပြီးရင် partition 1 data delete အဲ့ဒါဆိုရင်ကျွန်တော်သူ့ရဲ့ head disk 223 sit ပေါ့ဟို byte စ GB ပေါ့ဒါသူ့ရဲ့ head disk size ကိုပေါ့ပေါ့အဲ့နေရာမှာကျွန်တော်က partition ပိုင်းပြီးတင်လဲရတယ် partition မပိုင်းနဲ့တခုပဲတင်ရမှာလက်ရှိမှာတော့ဒီ customer ရဲ့ computer တွေက data တွေအကုန်လုံးကျွန်တော်ခုနကဟိုဓာတ်တိလုတ်လိုက်တယ်ပေါ့နော်အကုန်လုံးပြတ်သွားပြီလို့ပြောလို့ရပြတ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီက head disk ကအထဲမှာလုံးဝဘာမှမရှိတော့တဲ့ empty head disk ပေါ့နော် free free ဖြစ်နေပြီပေါ့အဲ့တော့ကျွန်တော်လက်ရှိ next ဆိုလို့ရှိရင်เนาะ window တက်သွားမယ် partition ကတော့ c ဆိုတဲ့ divine နဲ့ရှိတကယ်လို့ဒီနေရာမှာကျွန်တော်တို့ကခွဲမယ်ဆိုရင်သူက divine လေးနည်းနည်းခြံထားပြီပါလို့ပြောတဲ့အတွက်ကျွန်တော်တို့ဒီ sorry ကျွန်တော်အစပြန်ပြမယ်เนาะ new လေးကိုနှိပ် new နှိပ်ပြီး size ဆိုတဲ့နေရာမှာဒီ partition ကိုကျွန်တော်ကနှစ်ပိုင်းပိုင်းမယ်ပေါ့ဆိုတော့ okay ကျွန်တော်ကအလွယ်ပဲမှတ်ကြအာ200မှာကျွန်တော်ကသူ့ကို90လောက်ပဲပိုင်းနေတယ် အဲဘာကြောင့်90လောက်ပဲပိုင်းပြီးလဲဆိုတော့ကျွန်တော်နောက်ပြီးလက်ကြမှာသိချာခက်ခက်လာရှင်းအဲ့တော့90ဆိုလို့ရှိရင်ကျွန်တော်က90လို့ပဲမှတ်လိုက်ပါတော့အဓိကတော့ကျွန်တော်တို့အရင်ငယ်ငယ်တုန်းကသင်ခဲ့သလိုပဲအာဆက်နလမတပိတ်၃နေသက်ခိုင်ပေါ့အဲ့လိုပဲဒီကောင်းနဲ့မကပိုင်းနဲ့အဲ GB နဲ့ခွဲတဲ့အရာတွေမှာကျွန်တော်က 1GB ဆိုရှင်1000မကပိုင်းရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့က90ဆိုတော့နောက်ကအလွယ်ပဲမှတ်မယ်ကိုခွဲခြင်းနဲ့ site က90လည်းဖြစ်ဖြစ်100ပဲဖြစ်ဖြစ်200ပဲဖြစ်ဖြစ်ဒါပေမဲ့ headache site ပုံမှာတော့ရှိပေါ့နော်အာ200ပဲဖြစ်ဖြစ်ဒီ set အနေနဲ့ကျွန်တော်တို့က90ကိုခွဲလိုက်တယ်နောက်က303လုံးပေါ့အဲ့ဆို तू က MB နဲ့ပြထားတာဟုတ် MB နဲ့ပြထားတာဖြစ်တော့လေ90 303လုံးဆိုရင်ဒါဒီ50 50 GB နဲ့အတူတူပဲကျွန်တော် apply လို့ကျွန်တော်နှိပ်လိုက်မယ် then okay လို့ကျွန်တော်နှိပ်လိုက်โอเคဒီနေရာမှာဆိုရင်ကျွန်တော် partition 3ပေါ့နော်သူက auto slab မှတ်သွားတယ် partition က48 GB ပေါ့နော် ဒါကျွန်တော်ဆမ်းပဲခွဲပြတဲ့အရာပဲရှိသေးတယ်เนาะဒီမှာဆိုရင်ကျွန်တော်တို့ဒါ window တင်လို့ရပြီလက်ရှိဒီကျွန်တော်ပြန်ဖြတ်မယ်เนาะသူက partition divide နဲ့ပဲသွားမှာဒါကျွန်တော်ခွဲပြတာပါခွဲပြတာပဲရှိတာပေါ့เนาะတကယ်လို့အဲ့ partition က window ထဲမှာဆိုလဲသွားပေါင်းလို့ရတယ်ဗျပေါင်းလို့ရတဲ့နေလဲရှိတယ်ပေါ့เนาะ okay လက်ရှိကျွန်တော် divide နဲ့ပဲတင်မယ်223 next next ဆိုရင်သူဒီစပြီး window set and install installing window ပေါ့နော် stated stated အနေနဲ့ copy window 50 percent ပေါ့ getting file ready for သူကဒီကောင်က100%ဖြည့်ရမယ်ပြီးလို့ရှိရင် getting file ready for install ဆိုလို့ရှိရင်သူက copy window 5 percent ဆိုတာကဒီကျွန်တော်အခုထိုးထားတဲ့ window test တဲ့က file တွေအကုန်လုံးကိုသူ့ရဲ့ computer system က copy ကူးနေတာပဲဖြစ်သေးတယ် install မချသေးဘူး getting file ready for installation ညာအဲ့ file တွေအကုန်လုံးကို auto installation လုပ်မယ်ပြီးရင် installation installi feature ရဲ့ installi update ရဲ့အာ finish app ပေါ့နော်ဒီ finish app ကိုအာကျွန်တော်တို့အမှန်ကြီးကလေးဒီကောင်လေးကြတော့အာ percentage လေးတက်မယ်ပြီးရင်ဒီသုံးခုကြတော့အမှန်ကြီးကလေးဖြစ်သွားလိမ့်မယ်အဲ့ဒါပြီးသွားလို့ရှိရင်ဆက်က restart တစ်ချက်ကျသွားမယ်အဲ့ဒီအချိန်မှာကျွန်တော် boost ကိုဆွဲဖြုတ်လိုက်ပြီးရင်သူပြန်တက်လာတဲ့အချိန်မှာဒီ countdown နာမည်ပေးတဲ့အဆင့်တွေ password ပေးတဲ့အဆင့်တွေပေါ့နော်အဲ့ဒါတွေရောက်လာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒါတွေအကုန်လုံးပြီးသွားရင် windows ဒီစပြီးတော့အာတက်သွားမယ် အတက်သွားပြီဆိုတော့အဲရောက်တော့အဲအထဲထဲမှာဝင်လို့လဲဝင်လို့တက်သွားပြီဆိုရင်ကျွန်တော်လိုအပ်တဲ့ driver တို့ software တို့တက်စင်းကြီးဟိုတယောက်တဦးတယောက်ချင်းပုံမှန်မူဒီကိုသုံးမဲ့ software တွေအကုန်လုံးကိုတင်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်